أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي وقال تعالى وقل رب زدني علما صدق الله العظيم السلام عليكم ورحمة الله وبركاته تینے رو روح اپائنے ဆက်လက်ပြီးတော့တင်ပြပါမယ်အပိုင်း1မှာတင်ပြခဲ့တယ်လို့ပဲရူးမာကမျက်နှာစာနှစ်ဖက်ရှိတယ်မျက်နှာစာတစ်ဖက်ကမွေးရပါရရှိတဲ့စင်ညဉံဒါနဲ့ပတ်သက်ပြီးစူရာ32အာယတ်6မှာဖော်ပြထားတယ်နောက်တစ်ဖက်ကပြင်ပကနေရရှိတဲ့ဝဟီဒီဝဟီရှိုးဝဲ စွာဆက်တွယ်မှုကိုပဲကုရ်အန်ကရူးလို့တုံ့လုံထားတယ်။ဒီအကြောင်းကိုစူရာ42အာယတ်52မှာဖော်ပြထားတယ်။ဒီရူးကလူသားရဲ့စင်ညာဉာဏ်နဲ့အမတန်လိုက်ဖက်တယ်။ဒါကြောင့်လူသားဟာမွေးရပါစင်ညာဉာဏ်တစ်ခုတည်းနဲ့လူဘဝအတွက်ပြတ်ထန်းထားတဲ့လူဖြစ်မှုပန်းနိုင်ကိုမလျှောက်လန်းနိုင်တယ်လို့ တင်ပကနေဝဟီအဖင်ရရှိခဲ့တဲ့ရူးတစ်ခုတည်းနဲ့လဲလူဖြစ်မှုပန်းနိုင်ကိုမလျှောက်လန်းနိုင်ဘူးမိုးရပါရရှိတဲ့စင်ငညာနဲ့ပြင်ပကနေရရှိတဲ့စင်ငညာတနည်းပြောရရင်ရူးကိုပေါင်းစည်းခြင်းအဖင်လူဖြစ်မှုပန်းနိုင်ကိုအရောက်လှမ်းနိုင်ပါလိမ့်မယ်ကုရ်အာန် စူရာနှစ်အာယတ်89နဲ့စူရာနှစ်အာယတ်253တို့မှာဝါအာတိုင်နာအီရှဘနာမရီယမ်လ်ဘိုင်ယန်နာတီဝအိယဒနာဟူဘီရူဟ်လ်ကုဒုစ်ထို့ပြင်ငါဒီမရီယမ်အီတာအီဆာအာရှင်းလင်းချက်များကိုချီးမြှင့်ခဲ့၏ဆိုလိုဒီမှာငါဒီသူအားထူကဲတော်ညံစဉ်ဝါ ဝဟီချမှတ်ခြင်းအဖြစ်အဖြစ်ပေးခြင်းဖြစ်၏ဆိုတော့ကဒီအာယတ်မှာအလ်ဘဂီနတ်ရှင်လင်းချက်များနဲ့ရူဟุลကုဒုစ်ထူကဲတော်ညံစဉ်ဆိုတာကဘာကိုရည်ညွှန်းတယ်လဲဒါနဲ့ပတ်သက်ပြီးတော့စူရာ59အာယတ်29မှာ وقفنا بعيسى بن مريم وآتيناه الإنجيل ဖော်ပြထားတယ်အတိတ်ပဲကထို့နောက်ငါဒီမရီယမ်ဣသာဣသာအားဆေလွတ်ခဲ့ပြီးအင်ဂျီလ်ဥပဒေကျမ်းကိုပေးအပ်ခဲ့ဤလို့ရှင်းပြထားတယ်ဒါကြောင့်ဆူရာနှ89မှာရည်ညွှန်းထားတဲ့အလ်ဘယနတ်ရှင်းလင်းချက်များဆိုတာကအင်ဂျီလ်ကျမ်းကိုပြောတာပါရူဟ်လ်ကုဒုစ် ုကဲတော့ညံစင်းဆိုတာကအင်ဒီလ်တန်ကိုချမှတ်ပေးတဲ့စနစ်ကိုပြောတာဒီမှာတုံးလုံးထားတဲ့ရူဟူလ်ကုဒုစ်ကိုအများအားဖြင့်တန်ရှင်းတော်ဝိညာဉ်တော်ကောင်းကင်တမန်စသဖြင့်အနက်ကောက်ကြတယ်စင်စစ်မှာရူဟူလ်ကုဒုစ်ဆိုတာအထက်မှာပြောခဲ့တယ်လို့ပဲအင်ဂျီလ် လူဘဝလမ်းညွန်ဥပဒေကျမ်းကိုချမှတ်ပေးတဲ့စနစ်ကိုပြောတာပါဒီစနစ်ကိုကုရ်အန်ကဂျိဘရီလို့လည်းဖွင့်ဆိုပြတယ်ဆိုတော့ကဒီနေရာမှာဂျိဘရီရဲ့အဘိဓာအနဲ့တဘောကိုတိထားဖို့လိုလိမ့်မယ်အလ်မနာရ်ကျမ်းရဲ့ဖော်ပြချက်အရဂျိဘရီလ်ဒီဂျိဘရွန်အစွမ်းတတ်တိ ချုပ်ကင်မှုစွိုင်းရီဆိုတာနဲ့အီလ်အလာတို့ကိုပေါင်းဖွဲ့ထားတဲ့သကလုံးဖြစ်တယ်။ဒါကြောင့်ဂျီပဒီရဲ့လုံးကောက်အတိတ်ပဲကအလာရဲ့အစွမ်းတက်သည့်ချုပ်ကင်မှုစွိုင်းရီလို့ဖြစ်တယ်။ကျွန်တော်တုံ့တက်ချက်အရဆူရာနှစ်အာယတ်69မှာတုံ့နှုံထားတဲ့ قُلْ مَنْ كَانَ عَدُوًا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ تین پیولو نیدو دی جبریل کو یامو آن سینزے جبریل دی اللہ ای اوب دی تاہنے انی تین سید نلو نائے لگاؤں وا قرآن کو چھمکھے ای ဆိုတော့ဒီနေရာမှာဂျီဘရီလ်ဆိုတာနဗီရာဆူလ်တို့ထံအလ္လာဟ်ဥပဒေကျမ်းကိုချမှတ်ပေးတဲ့စနစ်ကိုညွှန်းတာပါဒီရှုတော်အရာအီစာရာဆူလ်ကိုရူဟ်လ်ကုဒုစ်နဲ့အားဖြင့်ပေးတယ်ဆိုတာကဂျီဘရီလ်ဆိုတဲ့စနစ်အားဖြင့်အင်ဂျီလ်ဒီဟူသောအလ္လာဟ်ဥပဒေကျမ်းကိုချမှတ်ပေးတယ်လို့ညွှန်းတာပါကောင်းပြီတစ်ဆက်ထဲမှာ ရူဟุลအမင်းဆိုတာကိုကျွန်တော်တင်ပြပါမယ်စူရာ26အာယတ်192မှာဝအင်နဟူလတန်ဇီလူရဘ်လ်အာလမင်းအကန်စင်စီဤဒီဝါကုရ်အန်ဒီစကြဝဠာနှင့်တက်ရှိလောက တခွင်လုံးအားပြောထောင်မှုစနစ်အဖြစ်ဖွံ့ဖြိုးစေတော့အရှင်ကချမှတ်ပေးတော့ဥပဒေကျမ်းပင်ဖြစ်၏ ဆိုတော့ကဒီဥပဒေကြမ်းကိုဘယ်လိုချမှတ်ခဲ့တယ်လဲဒါကိုရှေ့အာရွက်တွေမှာဆက်လက်ပြီးတော့မိတ်နေနဇလာဘီဟူဘီဟီရူဟူလ်အမီန်အလာကလ်ဘီကလီတကူနာမီဒယ်မွန်ဇီရင်ဘီလီဆာနင်အာရဘီယမ်မူဘီန်တင်းဒီတရီပေးနှိုးတော်သူတို့တွင်အပါအဝင်ဖြစ်စေရန်ထင်ရှားပြတ်သား၍ လိုရင်းကိုထိမိစွာဖော်ပြတော့ဘာသာစကားတနည်းအားဖြင့်ပြောရရင်အာရဘီဘာသာဖြင့်တင်အင်းစိတ်နှလုံးကွာတိမြင်နားလည်မှုစွမ်းရည်ပေါ်သို့ယုံကြည်စိတ်ချအပ်တော့တနည်းမဖောက်ပြန်တော့ဉာဏ်စဉ်သည်၎င်းကိုတက်ရောက်စေခဲ့၏ဒီမှာတုံးလုံးထားတဲ့၎င်းဆိုတာကကုရ်အန်ကိုပြောတာပါ ဆိုတော့ကဒီမှာတိထားရမယ့်အချက်ကရူဟุลကုဒ္ဒစ်နဲ့ရူဟุลအမီန်ဆိုတာကဂျေဘရီလ်ရဲ့ဂုံကြီးနာမဝိသေသနာကိုယဉ်ညွန့်တာဒါကြောင့်အလ္လာဟ်ရဲ့ဝဟီချမှတ်ခြင်းစနစ်ဒီရူဟุลကုဒ္ဒစ်ထူကဲတဲ့ဉာဏ်စဉ်နဲ့ရူဟุลအမီန်ယုံကြည်စိတ်ချအပ်တဲ့ဉာဏ်စဉ်ဖြစ်တယ်လို့ပြောနေတာပါဒီနေရာမှာဂျေဘရီလ်ဆိုတာ ကောင်းကင်တမန်မဟုတ်ဘူးဆိုတာကိုလေတတိပြုဖို့လိုတယ်ကုရ်အန်မှာကောင်းကင်တမန်လို့ပြန်ဆိုရမယ်အာရဘီစကားလုံးတစ်လုံးမှမရှိဘူးနောက်ပိုင်းမှာကုရ်အန်ကတုံ့နှုံထားတယ်မလာအီကာကိုတိချားကောင်းစဉ်နဲ့ကျွန်တော်သင်ပြပါမယ်ဆိုတော့ကဒီမှာဒီဖော်ပြချက်တွေအရနံပါတ်1 ရူးဆိုတာဝိညာဉ်အတ္တစီဝိမဟုတ်ဘူးတကယ်တော့ရူးဆိုတာဒင်္ဂါပြားလို့ဘယ်နှဖက်ရှိပြီးတော့တဖက်ကမွေးရပါလူပီဇထဲထဲပေးထားတဲ့စင်ကျင်ဉဏ်ကိုရင်ညွှန်းပြီးတော့နောက်တဖက်ကပင်ပကနေအလာပုတ်ထလာတဲ့စင်ကျင်ဉဏ်အခြေခံလူဘဝလမ်းညွန်ချက်တနည်းပြောရရင်ဝဟီဖြစ်တယ်နံပါတ်1 အဲ့ဒီ rule နဲ့တွက်ဖက်ပြီးတော့ al qudus ဒါမှမဟုတ် al amin ကိုတုံနှုံပြီးတော့ ruhul qudus တော့မဟုတ် ruhul amin လို့ပြောရင်အဲ့ဒါ jibril ကိုညွှန်တာပါ jibril ဆိုတာကလူသားအတွက်အလာချမှတ်တဲ့ဝဟီကိုဆက်တွယ်ပို့ဆောင်ပေးတဲ့စနစ်ကိုပြောတာပြီးတော့ jibril ဆိုတာ မလာအီကာထဲကတီးခြားခွဲထုတ်ထားတဲ့တဘာဝစွမ်းအားတစ်ခုပါဒါကိုစူရာနှစ်အာယတ်68မှာမလာအီကာနဲ့ဂျီဘရီလ်ဆိုပြီးတီးခြားစီတုံ့နှုံထားတာမှာကျွန်တော်တို့တွေ့နိုင်တယ်မန်ကာနာအဒူဝလ်လ illah ဝမလာအီကာတီဟီဝရူဆူလီဟီဝဂျီဘရီလ်ဝမီကာလာဖအင်နလ္လာဟအဒူဝလ်လ်ကာဖီရီမြေတို့မဆိုး မလာအီကာအလ္လာရာဆူလ်မြာဂျီဘရီလ်နှင့်မီကာလ်တို့ကိုယန်သူဟုတတ်မှတ်အံ့တို့ဆိုလျင်အလ္လာဒီမိမိပြတ်ထန်းထားသည့်ကောင်းကျိုးများမှကာဖီလ်လုံခြုံမှုကို တွေးဖီဆန့်ကျင်တော်သူတို့အားကင်းဝေးစီအံ့ဒီအာယတ်မှာဂျီဘရီလ်နဲ့အတူမီကာလ်ကိုပါတုံးလုံးထားတယ်အများအဖြင့်ဂျီဘရီလ်ကို ဂျေဘရာအီးလို့တုံးနှုံးပြီးတော့မီကာလ်ကိုမီကာအီးလို့တုံးနှုံးကြတယ်ကျွန်တော်တုံးတတ်ချက်အရာမီကာလ်ဆိုတာကကောင်းသောအကျိုးဆက်ဖြစ်ပေါ်စေရန်ဟန်ကျဲ့မျှမှုကိုထိမ့်ညိပေးတဲ့စနစ်ကိုပြောတာဒီနေရာမှာကုရ်အန်ပြန်ပအယူဆတစ်ခုကိုပြောပြခြင်းနဲ့မွတ်စလင်လောကမှာ ဂျစ်ဘရီလ်နဲ့မီကာလ်အပြင်အစ္စရာဖီလ်ကဘာပြတ်ချိန်မှာတဘိုးခရာမှုန့်မဲ့ကောင်းကင်တမန်နဲ့အစ္စရာအီလ်အတက်နှုတ်တဲ့ကောင်းကင်တမန်စတာတွေကိုပါအစ္စလာမ်ထဲအစာတွတ်ထားတာတွေ့ရတယ်။ဝါနေစရာကောင်းတာကအဲ့ဒါကုရ်အန်အဘောမဟုတ်ပါဘူး။ကုရ်အန်နဲ့မဆိုင်ဘူး။ခေတ်စကားနဲ့ပြောရရင်ဂျင်းထည့်ထားတာ။ ဒါလေးကိုဓတိပြုစေခြင်း ਨੇ အင်ရှာအလ္လာဟ်ရူရဲ့အပိုင်းသုံးကြရင်မရယမ်စီနဖခ်လောက်ခံရတဲ့ရူအကြောင်းကိုကျွန်တော်ဆက်လက်ပြီးတင်ပြမယ်ဆိုတာကိုပြောရင်ねနှီးကုန်းထုတ်အပ်ပါတယ်ဝမအလိုက်နာအစ်လလ်ဘလာဂူလ်မူဘင်းကျွန်ုပ်တို့ရဲ့တာဝန်က ရှင်းလင်းထင်ရှားစွာ ကုရ်အာန်ကိုပို့ဆောင်ရန်သာဖြစ်၏ဝဆလာမ်